ကျုပ်နဲ့ကျမဘယ်ဟာကအရင်စဖြစ်လာတာလဲပြဿနာမရှိပြဿနာရှာတတ်တယ်ကျွန်တော်တို့လူတွေအတွက်အားလချင်းလေးမှာအတွေ့အနေချင်းနေနိုင်ဖို့ဒီဘေးလေးကိုအဖြေညှိကြရအောင်ပါကျုပ်နဲ့ကျမဘယ်ဟာကစဖြစ်လာတာလဲဆိုတဲ့ပြဿနာဟာအခုမှပေါ်လာတဲ့ပြဿနာတော့မဟုတ်ပါဘူးဟိုရှိခေကဂရိပညာရှင်တွေကနေဒီနေ့လိုသိပ္ပံပညာထွန်းကားတဲ့အချိန်အထိတယောက်နဲ့တယောက်ငင်းခုန်ရတဲ့လက်ဖက်ရည်စကားဝိုင်းတွေမှာမမဖြစ်ပါဝင်တဲ့ဝေယောဓိဖြစ်ပါတယ် ကျုပ်ကစဖြစ်လာတာလားကျမကစဖြစ်တာလားဘယ်ဟာကစဖြစ်တာလဲဆိုတဲ့မေးခွန်းတွေဟာဒီနေ့ခေတ်လူတွေအထွတ်တော်စာဝင့်နေရေးလောက်အရေးမကြီးပေမဲ့အရင်တုန်းကဒသနာပညာရှင်တွေနဲ့စီးပက်ဆိုင်ရာသိပ္ပံပညာရှင်တွေအထွတ်တော်နိုဘယ်ဆုထိမျှော်မှန်းနိုင်တဲ့ခြေလှမ်းကြီးတစ်ခုဖြစ်ခဲ့ပါတယ်သူတို့ဒီပြဿနာကိုအပြည့်ညှိကြကြရအောင်ကျုပ်နဲ့ကျမဘယ်ဟာကအရင်စဖြစ်ပေါ်လာလဲဆိုတဲ့မေးခွန်းကရိုးရှင်းနေလို့ထင်ရပေမဲ့တကယ်တော့တိမ်မယောင်တဲ့နန်းနေတဲ့ပုံစံပဲဖြစ်ပါတယ် ဝရှင်နဲ့တမောင်များစွာကလေးကကမ္ဘာကြီးပေါ်မှာကုန်းနေခြင်းနဲ့တတဝါတွေပေါ်ပေါက်ခဲ့တဲ့အချိန်မှာဥက္ကဋ္ဌနဲ့အကောင်ပေါက်တဲ့တွားသောတတဝါတွေလည်းပေါ်ပေါက်နေပြီဖြစ်ပါရည်။ဒါကြောင့်ဥဆိုတာကလည်းအရင်ထက်ကပေါ်ပေါက်နေခဲ့ပါပြီ။ကြက်ဥမရှိပဲကြက်မမပေါက်သလိုကြက်မကမပေါက်ရင်လည်းကြက်ဥဆိုတာဖြစ်မလာနိုင်ပါဘူး။ဒီလိုစကားဝိုင်းတွေမှာကြက်ဥအဖွဲနဲ့ကြက်မအဖွဲရဲ့လို့ဖြစ်ပေါ်လာပါရည်။သူတေသီတွေရဲ့လေးလာချက်အရကြက်ဥတလုံးဖြစ်ပေါ်ဖို့ OV17 လို့ခေါ်တဲ့ပရိုတင်းဟာကြက်မရဲ့မျိုးဥအိမ်ထဲမှာပဲရှိတာကြောင့်ကြက်မကအရင်ဖြစ်လာတယ်လို့တစ်ဖွဲကဆိုပါရည်။ ကျဲဥအဖွဲကလည်းကျဲမတကောင်ဖြစ်ဖို့ကျဲဥမပါဘဲမမွေးဖွားလာနိုင်ရကြောင်းကျဲဥကအရင်စားဖြစ်လာတယ်လို့ပြောပါတယ်။ OB70 protein ကလည်းမွေးကလေးကကျဲမတွေမှာပါလာတယ်လို့ဆိုပါတယ်။ဒါတွေရဲ့မွေးရင်းအဖြစ်ကိုနှိုက်ကြည့်မယ်ဆိုရင်တော့ဒီအနေဆိုတဲ့မျိုးရိုးဗီဇာကိုလေ့လာရမှာဖြစ်ပါတယ်။တရှိတိုင်းမှာဖွဲ့စည်းထားတဲ့ဒီအနေဟာနှစ်တွေအများကြီးကြာတဲ့အခါမှာပဲဖြစ်ဖြစ်ပုံမှန်မဟုတ်တဲ့အကြောင်းတစ်ခုကြောင့်ပဲဖြစ်ဖြစ်ပတ်ဝန်းကျင်အခြေအနေကြောင့်ပဲဖြစ်ဖြစ်မျိုးထုံးမှုကိုဖြစ်စေပါတယ်။ဆိုတော့ရှဲဥကျဲတကောင်နဲ့တခြားတဲ့ကျဲတကောင်ပေါက်ဆက်ပြီးတော့မျိုးထုံးမှုဖြစ်ပေါ်ကရင်းခေတ်ရဲ့ ကျုပ်ကိုဖြစ်လာစေတယ်လို့ပညာရှင်တွေကဆိုပါတယ်။အဲ့ဒီဥက္ကဋ္ဌနေမှာတစဉ်ခေတ်စ်ကျက်မာတွေပေါက်လာတာဖြစ်နိုင်ကြောင်းကိုပါ DNA ရဲ့သဘောအရလေ့လာမိပါတယ်။ဆိုတော့ကျက်ဥက္ကအရင်ဖြစ်လာတယ်လို့ဆိုလိုခြင်းတဲ့သဘောပါ။ဒါပေမဲ့ဒီအရာဟာဟာချလောင်းဆိုပြီးတော့ခဏချင်းဖြစ်လာတာတော့မဟုတ်ပါဘူး။နေပေါင်းများစွာအချိန်ယူပြီးမှဒီနေ့ခေတ်ရဲ့ကျက်ဥတွေဖြစ်လာတာပါ။ဥပမာအနေနဲ့ပြောရရင်တော့ယနေ့ခေတ်အိမ်မွေးခွေးတွေဟာတစ်ချိန်လုံးကဝင်းပလွေတွေကိုလိမ္မာအောင်သင်ပေးရင်းနဲ့ရေပါလာပြီးတော့မျိုးပြည်သားတွေပြောင်းလဲကခွေးတွေဖြစ်လာတဲ့သဘောတရားနဲ့တူပါလိမ့်။ ဆိုတော့မျိုးထုံးနေတဲ့ကြက်တူတရဝါတကောင်ကနေပြီးတော့မျိုးထုံးနဲ့ဥတလုံးပေါက်လာတယ်။အဲ့ဒီဥကနေမှမျိုးထုံးနဲ့ကြက်ကိုပေါက်စေတယ်။အဲ့ဒီကြက်နဲ့သူ့လိုမျိုးထုံးနဲ့ကြက်တို့ပေါင်းပြီးတော့ဒီနေ့ခေတ်ရဲ့ကြက်မာရီဖြစ်လာတယ်။ဒီလိုဖြစ်ရဆိုရင်တော့ကြက်ဥကအရင်ဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရောဘယ်လိုထင်ပါသလဲ။ကိုယ့်ရဲ့ယူဆချက်ကိုလည်းကွန်မန့်မှာရေးသွားပေးခဲ့လို့ရပါတယ်။အဆုံးထိကြည့်ပြီးကြကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်ခင်ဗျာ။